ားလုံးမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံမှာ ကိုလိုနီခေတ်နောက်ပိုင်းမှာ ဖွဲ့စည်းတဲ့တပ်တွေထဲမှာအကြီးဆုံးကမြမတပ်မတော်ဖြစ်ပြီး ကချင်၊ကရင်၊ရှမ်း၊ဝ၊ကယန်း၊တအောင်းနဲ့မွန်ရခိုင်စတဲ့လူမျိုးစုတပ်ဖွဲ့တွေကလည်းကြီးကြီးမားမားရှိတဲ့နိုင်ငံဖြစ်ပါတယ်ပြည်တွင်းစစ်အနှစ်90ကျော်အတွင်းပြိုကွဲသွားတဲ့ဘကပနဲ့မူဂျာဟစ်တပ်တွေလည်းရှိခဲ့သလိုပြည်ပကတရုတ်ဖြူတရုတ်နီကျူးကျော်မှုဒဏ်တွေကိုလည်း အလူအလဲခံစားခဲ့ရပါတယ်။ဒါကြောင့်ခုလိုစစ်ကောင်စီတပ်တွေနဲ့ထိတ်တိုက်ရင်ဆိုင်နေကြတဲ့အရက်သားတပ်တွေကိုစုစည်းပြီးကာကွယ်ရေးတပ်ဖွဲ့လိုက်ရင် နောက်ထပ်ပြည်တွင်းစစ်အရှိန်မြင့်လိုက်သလိုဖြစ်သွားမှာကိုလည်းစိုးရင်စရာရှိနေပြန်ပါတယ်။တခြားဘက်မှာလည်းဆန္ဒပြပွဲတွေကိုရက်ဆက်စွာဖြိုခွဲခဲ့တဲ့စစ်အစိုးရတပ်တွေကိုအန်တုဖို့လက်နက်ကင်နှိတာ ရှိတော့တယ်လို့ယူဆသူတွေများပြားလာလို့ခုလိုတိုက်ပွဲတွေပိုပြင်းထန်လာခဲ့ရတာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ NUG ကြားကပြည်ပခတ်ဟာဒေတာတွင်အကြက်အသေးဖြစ်လာနိုင်တဲ့အတွက်ဖြည့်ရှင်းဖို့အတွက်အာဆီယံနဲ့ကုလသမဂ္ဂနိုင်ငံတွေကစ조사ကြပြီမဲ့လဲအခုအချိန်ထိနှစ်ဖက်ဆစ်ဆက်ရေးဟာမနည်းဆက်တည်းပဲဖြစ်နေပါတယ်လူမျိုးစုလက်နက်ကင်တွေနဲ့စစ်အစိုးရကြားကတိုက်ပွဲတွေကလည်းအကြီးအကျယ်ဖြစ်ပွားနေပါတယ်ဒီလက်နက်ကင်တွေရဲ့ထောက်ခံမှုကိုရရှိဖို့စစ်အစိုးရနဲ့ NUG တို့အပြိုင်အဆိုင်ကြိုးပမ်းနေကြတာဖြစ်လို့ တောင်ပေါ်ဒေသတွေမှာတွေးချောင်းစီးတိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်ဆိုပြီးစစ်ရေးကျွမ်းကျင်သူတွေကတုံ့တက်နေကြပါတယ်ခင်ဗျာဒီလိုဖြစ်လာခဲ့ရင်တရုတ်နဲ့ထိုင်းစတဲ့အင်းနီဂျင်နိုင်ငံတွေကဝင်ပြီးဖြန့်ဖြေးပေးနိုင်မလားကုလသမဂ္ဂတပ်တွေဝင်လာနိုင်သလားစတဲ့မျှော်လင့်မှုတွေရှိနေကြပြီမဲ့လောလောဆယ်မှာတော့ဘာမှမရေရာသေးပဲနိုင်ငံတလွားမှာစစ်မီးပြန့်နေတာကိုမတားနိုင်ပဲဖြစ်နေပါတယ် ဘလကံပြုမှုဖြစ်စဉ်ဆိုတဲ့နိုင်ငံအစိမ့်စိမ့်ပြိုကွဲခဲ့တဲ့ယူဂိုစလာဗီးယားနိုင်ငံရဲ့ကံကြမ္မာမျိုးနဲ့တိုးမလားမြောက်ကိုရီးယားနဲ့တရုတ်ပြည်လိုအာဏာရှင်ထိန်းချုပ်မှုအောက်ကကျက်သေးတဲ့အုပ်ချုပ်ရေးစနစ်မျိုးအထိစစ်တပ်ကထိန်းချုပ်လာနိုင်သလားလူမျိုးစုတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကစစ်ကောင်စီတပ်ထဲကပဲ့ထွက်လာတဲ့အင်အားစုတွေနဲ့လက်တွဲပြီးစစ်ကောင်စီကိုဖျောက်ချနိုင်မလားဆိုတာတွေကတော့ပြဿနာအဖြစ်ကိုမှန်းဆနေကြတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာပြည်ထောင်ခစ်တခြားလုံးစစ်ပြိုင်နိုင်ငံ အချင်းချင်းတိုက်ခိုက်နေမြေလူတာတွေကရာစုနှစ်တွေနဲ့ချီကြာညောင်းခဲ့ပါတယ်။အင်အားကြီးမားတဲ့ဘရင်မင်းဆက်တို့ရဲ့လက်ထက်မှာနေမြေတော်တော်များများကို ထိန်းထားနိုင်တာကလွဲပြီးအေဂျင့်နဲ့ခဲလို့ခေါ်လို့ရတဲ့အုပ်ဆိုးမှုကများများမရှိခဲ့ပါဘူး။ဘရင်ဘုန်းကြီးရင်တတ်တော်ရှိပြီးတိုင်းသူပြည်သားတွေမှာ ရေချမ်းအိုးလိုအေးမြရတဲ့ဆိုတဲ့မြမဆိုရွတ်စကားအရာလဲပြည်ထောင်ခစ်က တာမန်ပြည်သူအများစုရဲ့ဘဝလုံခြုံမှုဟာအင်အားကြီးတဲ့ဘယံတစ်ပါးရဲ့စောက်ရှောက်မှုအပေါ်မှာအများကြီးမူတည်နေခဲ့ပါတယ်။ပကံပင်းရအင်းဝတောင်ငူမြောက်ဦးဟန်တာဝရီညောင်ရမ်းနဲ့ကုန်းမောင်မင်းဆက်တွေပြိုကွဲတဲ့အခါတိုင်းကျစ်လက်ဒေတာကပြည်သူတွေဟာအာနာလူတဲ့နေရှင်တွေရဲ့အုပ်စိုးမှုအောက်ကိုကြားရောက်လို့ရှိပြီးနေချင်းဖြစ်တဲ့စစ်ပွဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ 1952ခုနှစ်မှာညောင်ရမ်းမင်းဆက်ပြတ်သုံးချိန်မှာနိုင်ငံတော်ကဒေသအကြီးအကဲတွေကြားအာနာလီဟာနယ်ကြီးဖြစ်ပြီးအချင်းချင်းအပြန်အလှန်စစ်ခင်းလူရက်သားတွေဖြစ်ခဲ့တယ်လို့ပြည်သူတွေလည်းအစာရေစာရှားပါပြီးငတ်မခေါင်းပါတဲ့ဘေးနဲ့ကြုံကြရတယ်လို့ဒေါက်တာရီရီကမြန်မာနိုင်ငံအခြေအနေ1914 1952စာအုပ်မှာရေးသားခဲ့ပါတယ်ခင်ဗျာ1885ခုနှစ်မှာ တိဘောမင်းပါတော်မူပြီးတဲ့နောက်မှာတော့၁၀နှစ်လောက်အထိစူပူအောင်ကြွားမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဒီပုံကံမှုတွေကိုနေချက်တော်လန်ရေးအဖြစ်အမျိုးသားရေးဝါဒီတွေကသတ်မှတ်ပေးမယ်။လူစိုးဓမြတွေရဲ့ထားကြွမှုအဖြစ်ပြည်ထောင်စုဘက်ကခေါ်ဆိုရေးသားခဲ့ပါတယ်။ဘယင်မရှိလို့လွတ်သွားတဲ့ပလင်မှာမင်းသားတစ်ပါးမှာအစားထိုးမတင်နိုင်တဲ့အတွက်ပြည်ထောင်စုအုပ်စိုးမှုကိုလက်မခံနိုင်သူတွေရဲ့ပလင်လူပွဲတွေလို့ဒီပုံကံမှုတွေကို ညွှန်းဆိုခဲ့ကြပါရခင်ဗျာမြင်းဆိုင် လင်ပင်းစာတဲ့မင်းသားအစ်စ်တွေအပြင်ရွှေချိုးပြူမင်းသားဗုဒ္ဓရာဇာစာတဲ့နာမည်တွေနဲ့ပုံကန်သူတွေလည်းရှိခဲ့ပါတယ်အထက်မြန်မာပြည်ကျေးရွာအဥပဒေစာတဲ့ဖိနှိပ်တဲ့ဥပဒေတွေကိုတုံးပြီးဒီပုံကန်မှုတွေကိုဖြိုခွဲခဲ့သလိုပြည်ထရှာနဲ့အတူပါလာတဲ့အိန္ဒိယစစ်ဘာရီတပ်သားတွေရဲ့ရက်ဆက်မှုတွေကြောင့်လဲအိန္ဒိယຫນွယ်ဘားတွေကိုမုံနေတဲ့စိတ်တွေများပြားလာခဲ့တယ်လို့ ဒေါက်တာတိုးလာက ကိုလိုနီကေဦးမြန်မာနိုင်ငံစာတမ်းမှာရေးသားခဲ့ပါရခင်ဗျာအဲ့ဒီလိုဖြိုခွဲခံရပေမဲ့ပြည်ထရှလက်အောက်မှာဖွဲ့မိလို့တစတစလောင်မြိုက်နေခဲ့တဲ့မျိုးချစ်လှုပ်ရှားမှုဟာစာပေတပင်ပညာရေးနဲ့ဘာသာရေးလှုပ်ရှားမှုတွေကနေတဖြည်းဖြည်းပြန့်ပြီးကောင်းပြူလာပြန်ပါတယ်ဘရင်ကိုတန်းတာတဲ့တခြင်းတွေနဲ့ယာဇဝင်ဇက်ထုပ်တွေဝတ္ထုပုံပြင်တွေအပြင်ဗုဒ္ဓဘာသာကျောင်းနဲ့အမျိုးသားကျောင်းတွေရဲ့တင်ကြားရေးတွေကလည်း ကိုမင်းကိုချင်းနဲ့နေခဲ့တဲ့ခေတ်ကိုမမေ့အောင်လှုံ့ဆော်ပေးနေကြတာပါ1920ကျော်မှာ GCPA ရဲ့ဝန်တာနုလှုပ်ရှားမှုပေါ်ပေါက်လာပြီးတန်ကတမတ်ကြီးကုံမာရီနဲ့ဘူအတင်းတွေရဲ့ပြည်တွင်းဖြစ်အာမေးရင်းနဲ့အခွန်မပေးရလှုပ်ရှားမှုတွေကလည်းပြင်းထန်လာခဲ့ပါတယ်ခင်ဗျာ1930ခုနှစ်မှာဒုဗမာအစီအယုံတည်ထောင်ပြီးနောက်မှာတော့ပြင်းထန်တဲ့နိုင်ငံရေးလမ်းကြောင်းဘက်ကိုပိုရင်းလာခဲ့ပြီးရဲသက် တခင်တက် ဓမ္မတက်ဂလုံတက်စတယ်နိုင်ငံရေးအဖွဲ့တွေထောင်တဲ့လက်နက်မကင်တဲ့တက်တွေ အပြိုင်အယိုင်ပေါ်ထွန်းလာတယ်လို့ American ဟန်ကရန်သူမျိုးချင်းစာအုပ်မှာရေးသားခဲ့ပါတယ်ခင်ဗျာဒီလိုယဉ်ကျေးမှုထွန်းကားလာခြင်းဟာအီတလီဂျာမနီနဲ့ဂျပန်နိုင်ငံတွေမှာဖက်စစ်နာဇီဝါဒတွေထွန်းကားပြီးရှင်ဂျိုရှင်နဲ့တပ်ဖွဲ့တွေနိုင်ငံတကာလှုပ်ရှားမှုတွေခေါင်းထောင်နေခြင်းနဲ့တိုက်ဆိုင်နေခဲ့ပြီးအမျိုးသားရေးနိုးကြားမှုနဲ့ ကမ္ဘာစီးပွားပြတ်ကပ်ရိုက်ခတ်မှုတွေရဲ့အရှိန်ကလည်းအဲ့ဒီနိုင်ငံတွေနဲ့အတူမြန်မာပြည်မှာရိုက်ခတ်ခဲ့ပါတယ်။ထောင်တော်ရာပြည့်အရေးတော်ပုံကာလမှာဘိုးအောင်ကျော်နဲ့မန္တလေးအာဇာနည်18ဦးကြာဆုံးပြီးတဲ့နောက်ပိုင်းကျောင်းသားတမကတွေထောင်တဲ့တမ္မဏိတပ်ဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်။လွတ်လပ်ရေးကိုစန္ဒပြတောင်းဆိုလို့မရတော့တဲ့အတွက်လက်နက်ကင်လမ်းကြောင်းကိုတွားနိုင်မှုစည်ရေးလေ့ကျင့်နိုင်တဲ့တပ်ဖွဲ့ပုံစံဖွဲ့စည်းလှုပ်ရှားလာတာဖြစ်ပါတယ်ခင်ဗျာ။ တမ်မဏိတက်ကိုတီထောင်လူတွေထဲမှာ1962ခုနှစ်ကစစ်ကောင်စီဝင်ဟောင်းဘုံမူကြီးချစ်မြိုင်လဲပါဝင်ပြီးအဲ့ဒီတပ်ဖွဲ့ဝင်တွေကတပ်မတော်တွေကိုကူးပြောင်းလာသူတွေလည်းအများအပြားရှိပါတယ်။ရှစ်နှစ်ကလေးအရွယ်ကနေစပြီးတမ်မဏိတပ်ဖွဲ့ဝင်ဖြစ်အောင်လက်ကျင့်ပေးခဲ့တယ်လို့လည်းအောင်ထွန်းရဲ့မြန်မာနိုင်ငံចောင်းသားလှုပ်ရှားမှုတမိုင်းမှာ ဖော်ပြထားပါတယ်ခင်ဗျာ။ဒီလိုစစ်တွေးတက်ကြွအောင်လက်ကျင့်ပေးထားတဲ့အတွက်1942ခုနှစ် ် BIA ဝင်လာချိန်မှာ နိုင်ငံတလွားကထောင်ပေါင်းချီတဲ့လူငယ်တွေစစ်ထဲဝင်လာခဲ့ကြတာဖြစ်ပါတယ် BIA ခေါ်ဗမာလွတ်လပ်ရေးတပ်မတော်ဟာလည်းတို့ဗမာအစည်းအရုံးနှစ်ခုကခေါင်းဆောင်တွေနဲ့ကျောင်းသားခေါင်းဆောင်တွေအလုံတမနဲ့လယ်ရမအစည်းအရုံးဝင်တွေပူးပေါင်းဖွဲ့စည်းခဲ့တဲ့တပ်မတော်ကြီးဖြစ်ပါတယ်ဂျပန်မှာပညာသင်လာခဲ့တဲ့ရဲဘော်၃ချိတ်မြန်မာပြည်တွင်းကိုဝင်လာခင်မှာပြည်တွင်းကလူငယ်တွေဟာ BBC BOE စတဲ့ပြည်ပအတန်လွင့်ဌာနတွေကရတဲ့စစ်တဲတွေကိုအားကိုးပြီးစီယုံလှုပ်ရှားခဲ့ကြတယ်လို့နေချက်စန့်ကျင်ရေးမှာအထက်ဗမာပြည်ခေါင်းဆောင်တယောက်အနေနဲ့ပါဝင်ခဲ့တဲ့ပါလီမန်အတွင်းဝန်ဟောင်းနဲ့ LND တဘာပတိအဖွဲ့ဝင်ဦးတန်းထွန်းက BBC ကို ပြောခဲ့ပါတယ်။ BIA ဟာဂျပန်တပ်တွေနဲ့အတူဝင်လာတဲ့လမ်းကြောင်းတစ်လျှောက်မှာပူပေါင်းလာကြတဲ့အရက်သားတွေကိုလက်ကျင့်တင် जा ပေးတာနဲ့အတူနယ်မြေတည်ငြိမ်ရေးကို ဆောင်ရွက်ခဲ့ရပါတယ်။တိုင်းပြည်လွတ်လပ်ရေးအတွက်စိတ်ထက်တန်နေကြတဲ့အချိန်မို့လို့အားလုံးစီလုံးညီညွတ်ခဲ့ကြတယ်လို့လည်းဦးတန်းထွန်းကဆိုပါတယ်။ဒီသက်သားတွေဟာစစ်ဝတ်ဆောင်တော်မပြည့်စုံပဲမိဘဆွေမျိုးတွေထောက်ပံ့မှုနဲ့ရက်တည်ခဲ့ရတယ်လို့ဈေးဆိုင်တွေမှာရဲဘော်တဝက်ခါဆိုပြီးရှော့ယူတဲ့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ရက်တည်ကြတယ်လို့လည်းခင်မျိုးချစ်ကဂျပန်ခင်မှာ၃နှစ်တာစာအုပ်နဲ့ရေးသားခဲ့ပါတယ်ခင်ဗျာ။ တခင်အောင်ဆန်းတခင်လှဖီတခင်ထုံးအောင်နဲ့တခင်အောင်တန်းစတဲ့တခင်ခေါင်းဆောင်တွေထူထောင်ခဲ့ကြတယ် BI တက်ကြီးဟာစစ်အတွင်းမှာပြည်ထရှာဘက်ကကြံရစ်တဲ့ကရင်နဲ့တခြားလူမျိုးစုတပ်တွေနဲ့တိုက်ခိုက်ခဲ့ရတဲ့အပြင်မြို့ဝကျွန်းပေါ်မှာဖြစ်တဲ့ကရင်ဗမာအဓိကရုံးမှာလဲကန်ရွယ်ပုံညံပြင်းပြီးလူမျိုးရေးတက်ဖြတ်မှုတွေပုံမှုဆိုးရွားခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့ကရင်ဗမာခေါင်းဆောင်တွေညှိနှိုင်းပြီးကရင်စစ်ဘိုလ်တွေကို PIA ထဲထည့်တာတွေလုတ်ခဲ့ပြီးမြဲပဋိပက္ခကစစ်ပြေးချိန်မှာ ပြန်လည်ပေါ်ပေါက်ခဲ့ရပြန်ပါတယ်ခင်ဗျာရခိုင်မှာလဲအိန္ဒိယတပ်တွေနဲ့ PIA အကြားတိုက်ပွဲတွေကနေမွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေအကြားတပ်ဖြတ်မှုတွေအထိဖြစ်လာခဲ့ပါတယ်ကချင်မှာလဲရှမ်းဘမာ PIA တပ်တွေနဲ့ကချင်လဲပြီးတပ်တွေအကြားတိုက်ခိုက်မှုတွေရှိခဲ့ပြန်ပါတယ်ခင်ဗျာ။နောက်ပြီးစစ်အတွင်းမှာဂျပန်စစ်တပ်ပြိုးထောင်မှုနဲ့ပေါ်ထွန်းခဲ့တဲ့ PIA BDA စတဲ့တက်တွေဟာဖက်စစ်ဆန်တဲ့အမှုအကျင့်တွေကန့်ညိနေခဲ့တယ်လို့ပိုးကျော်စောစတဲ့ရဲဘော်တုံးကြီးခေါင်းဆောင်တွေက ပြန်ပြောင်းတုံးတက်ခဲ့ပါတယ်။ဒါကြောင့်တက်ထဲမှာကွန်မြူနစ်တဘောတရားရေးတင်နန်းပေးတာမျိုးလုပ်ဖို့ကြံစီခဲ့ပေမဲ့တရုတ်ပြည်ကလွတ်မြောက်ရေးတက်မတော်လို့တဘောတရားရေးလက်နက်အပြစ်သက်ဆင်နိုင်တဲ့တက်မျိုးမဖြစ်နိုင်ခဲ့ပါဘူး။ဒါကြောင့်စစ်ပြည့်ခေတ်1945ခုနှစ်မှာဖက်စစ်တော်လှန်ရေးအပြီးကြံခဲ့တဲ့ PBF ခေါ်မြို့ချစ်ဗမာတပ်မတော်မှာ community social link နဲ့မြို့ချစ်တပ်သားတွေဆိုပြီးသုံးအုပ်စုကွဲကြံနေခဲ့ပါတယ်။နောက်ပြန်ဝင်လာတဲ့ပြည်ထောင်စုတပ်တွေနဲ့ဆစ်ဆက်ပြီးတပ်တစ်ပြန်ဖွဲ့ဖို့လည်းလိုလာခဲ့ပြန်ပါတယ်။1945မှာကန်နီစာချုပ်အရာပြန်လည်ဖွဲ့စည်းတဲ့ဗမာတပ်မတော်မှာဂျပန်နဲ့ပြည်ထောင်စုလေ့ကျင့်ပေးခဲ့တဲ့တပ်နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းမိကြပါတယ်။ဒါပေမဲ့တပ်ကို နိုင်ငံရေးမဆွတ်တဲ့ တက်ပြီးပြီးတတ်တာဖြစ်ဖို့ဆိုတဲ့ရီမန်းချက်ဟာထန်တိုင်းမပေါက်ခဲ့ပဲစစ်အတွင်းကအာဃာတတွေနဲ့စစ်ပြီးခင်မှာအသက်ပေါ်လာတဲ့အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့်ဗိုလ်ချုပ်အောင်ဆန်းကြာဆုံးခဲ့ရပြီးလွတ်လပ်ရေးရခါစမှာပဲတက်အတစ်ဟာအစိမ့်စိမ့်အမွာမွာပြိုကွဲရပြန်ပါတယ်ခင်ဗျာအဲ့ဒီလိုပြိုကွဲသွားတဲ့တက်ထဲကကွန်မြူနစ်ကရင်တက်တွေနဲ့ပြည်သူရဲဘော်လို့ခေါ်တဲ့စစ်ပြန်တွေပါတဲ့တက်တွေဟာတော့ကိုကုန်ပြီးဆိုရှယ်လစ်နဲ့ မြို့ချဗမာတပ်ရဲတွေနဲ့ချင်းတပ်တွေပဲဖဆပါလအစိုးရကို တစ္ဆာရှိရှိထမ်းဆောင်ခဲ့ပါတယ်။မူဂျာဟစ်ပအုမွန်စတဲ့ပုံကံမှုအစ်တတွေလည်းပေါ်ထွက်နေတဲ့အတွက်ရှမ်းကရားနယ်ကောရခတ်တပ်တချို့ကိုအရေးပေါ်ပြန်ခေါ်ယူပြီးတပုံထားမှုတွေနှိမ်နှင်းဖို့လှုပ်ခဲ့သလိုလဲပြီးနဲ့တောင်းချမှုနှိမ်နှင်းရေးတပ်တွေလည်းအပူရပြင်းဖွဲ့စည်းခဲ့ရပါတယ်။ဒီတပ်အစ်တတွေရဲ့စီကမ်းမတည်ဝှမှုတွေကြောင့်နယ်တွေမှာအရက်သားတွေကို ညံပန်းနှိမ့်ဆက်တာတွေလည်းဖြစ်လာခဲ့ရပါတယ်။ရောင်းဆောင်တဘွန်တက်တွေကလည်းပြည်သူတွေကိုဖိနှိပ်တက်ဖြတ်တာတွေရှိခဲ့လို့ဖြူမေမြို့တောင်ငူစတဲ့မြို့တွေနဲ့ပြည်မနာနယ်ကရွာတွေမှာလူတက်ပွဲတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ဒီလိုအပြန်အလှန်တက်ဖြတ်မှုတွေကြောင့်လူမျိုးစွဲမုန်းနီးရေးနဲ့ဝါရရေးတိုက်ခိုက်မှုတွေပိုဆိုးလာခဲ့တယ်လို့ပြည်တွင်းစစ်ကလည်းမငြိမ်းနိုင်အောင်ဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ဘိုလက်ကြာနဲ့ကရင်ဘိုချုပ်တွေထွက်သွားခဲ့ပြီး တက်မတော်ခေါင်းဆောင်မှုဟာဗိုလ်ချုပ်နေဝင်းနဲ့ဆိုရှယ်လစ်စစ်ဘိုတွေလက်ထဲကို ရောက်ရှိသွားခဲ့ရပြီးသူတို့ရဲ့ကပိုက်ဆောင်တက်လို့ဖြစ်လာခဲ့တယ်လို့ဖုတ်တန်ဆောင်ကစစ်တပ်နဲ့နိုင်ငံရေးစာအုပ်မှာသုံးသပ်ပြခဲ့ပါရယ်ခင်ဗျာဒီစစ်တပ်ကို အမေရိကန်ဖြစ်တဲ့နဲ့အိန္ဒိယကစစ်လက်နက်တွေနဲ့လေ့ကျင့်ရေးအကူအညီပေးပြီးခင်မီတက်မတော်ဖြစ်လာအောင်ကူညီခဲ့ပါရယ်ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ပြုပြင်မှုနဲ့စစ်တိုင်းတွေတိုးချဲ့တာ စစ်တပ်ကတို့တီထောင်တာတွေဖြစ်လာသလိုအမျိုးသမီးစစ်တီတွေခန့်အပ်တဲ့အထိတိုးတက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့နိုင်ငံရေးအရာပြိနေတဲ့တပ်မတော်ကြီးဆက်ဖြစ်နေလို့1958ခုနှစ်ဖဆပလနှချမ်းကွဲချိန်မှာတပ်မတော်ကအာဏာဝင်ယူရာကနေနိုင်ငံအာဏာကိုအနှစ်50 60ဆွတ်ဖက်အုပ်ချုပ်တဲ့အထိဖြစ်လာခဲ့ပါတယ်။1960နှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာဗိုလ်ချုပ်ကြီးနေဝင်းနဲ့သူ့တပ်ရင်းလေးက စစ်ဘုတ်ချုပ်တွေကြီးစိုးတဲ့လက်ဝဲနိုင်ငံရေးစနစ် ပေါ်ပေါက်လာခဲ့ပါတယ်1961ကနေ1980ပြည့်လွန်နှစ်တွေအတွင်းတက်ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေကြီးကြီးမားမားဖြစ်ခဲ့ပြီးဘုတ်ချုပ်ကြီးနေဝင်းကိုရှင်နိုင်သူတယောက်မှမရှိပဲစစ်ထောက်လှမ်းရေးကြီးစိုးတဲ့ခေတ်ကို ရောက်လာခဲ့ပါတယ်ခင်ဗျာနောက်ဆုံးမှာတော့ထောက်လှမ်းရေးအကြီးအကဲဗိုလ်မှူးချုပ်တင်ဦးနဲ့တပွဲလုံးကို 1983မှာဖယ်ရှားခံခဲ့ရပြီး1988မှာလူမှုစန္ဒပြပွဲတွေကြောင်းလမ်းစဉ်ပါတီသမရ3ရောက်ကျုပ်ကျသွားခဲ့ရပါတယ်။တက်ကဖွဲ့တဲ့ပါတီပြတ်သွားပြီမယ်။တက်ကအာနာကိုတဖန်ပြန်ထိန်းချုပ်လို့တဲ့အတွက်နောက်ထပ်အနှစ်20ကျော်စစ်အစိုးရ20အောက်မှာမြမပြည်သူတွေနေခဲ့ကြရပြန်ပါတယ်။ဒီလိုစစ်အစိုးရတပ်တန်းရှေကြီးကို1962ခရဲကခုခံလာတဲ့ရှမ်း ကချင်းကရင်မွန်ဝကိုကက်ကရမ်းစာတဲ့လူမျိုးစုတက်တွေလည်းပိုတိုးလာခဲ့ပြီးဥနုနဲ့ဘကပအဖွဲ့တွေရဲ့ပုံကံမှုကလည်းရှိခဲ့ပါတယ်ခင်ဗျာ1988နောက်ပိုင်းမှာတော့ចောင်းသားတက်မတော်ပေါ်လာသလိုလူမျိုးစုတပုံတွေနဲ့နဝတအစိုးရကြားတိုက်ပွဲကြီးတွေကလည်းဆက်ဖြစ်ခဲ့ပါတယ်။တရုတ်ထောက်ခံမှုနဲ့ရှမ်းပြည်နယ်မှာကြီးစိုးခဲ့တဲ့ဘဂဗတ်တပ်တွေဟာ1989မှာပြိုကွဲခဲ့ပြီးနောက်ပိုင်း ကျန်တဲ့လက်နက်ကင်အုပ်စုတွေနဲ့စစ်အစိုးရကြားအပြစ်ရစဲရေးတွေရှိခဲ့ပေမဲ့လက်နက်အတစ်ငင်းချမ်းရေးကာလတွေပဲဖြစ်လာခဲ့ပါတယ်။တချိန်တည်းမှာပဲရင်းနှံနဲ့တန်းွေထုတ်လုပ်မှုနဲ့တခြားစီးပွားရေးကဏ္ဍတွေကရလာတဲ့ဝင်ငွေတွေနဲ့တက်မတော်ခင်မိရေးကိုလည်းကြိုးပမ်းခဲ့ပါတယ်။1988ကအတွေ့အကြုံတွေကြောင့်အရက်သားနိုင်ငံရေးလက်ထဲကိုအာဏာပြန်မရောက်ရေးအတွက်1990ရွေးကောက်ပွဲရလဒ်ကို တိမတ်မပြုတဲ့အပြင်အတိုက်ခံတွေဖမ်းဆီးတာနိုင်ငံရေးလစ်လာမှုတွေကိုတားမြစ်တာတွေအထိ ဖြစ်လာခဲ့ပါတယ်။ဒီလိုပြည်တွင်းဖိနှိပ်မှုတွေကြောင့်စစ်အစိုးရကို နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့တာတွေဖြစ်လာသလိုအဲ့ဒီအကျိုးဆက်အနေနဲ့စီးပွားရေးကျက်သည်မှုကြောင့်လည်းပြည်ပကိုမြမအလုတ္တမတန်းနဲ့ချီပြီးထွက်သွားကြတာနဲ့လူမျိုးစုဒုက္ခတွေတွေတတိယနိုင်ငံကိုထွက်သွားတာတွေပုံများလာခဲ့ပါတယ်။ ဗိုလ်ချုပ်မကြီးတန်းရွှင်နဲ့စစ်အစိုးရခေါင်းဆောင်များကတော့နိုင်ငံကိုတင်းကျပ်စွာအုပ်ချုပ်တာပြည်ပနဲ့အဆက်ဖြတ်တာစတဲ့ဗြိတိရခိကနီလန်းတွေအတိုင်းကန့်တ်ချုပ်ချယ်မှုတွေနဲ့အာဏာတပ်တန်းဆက်ဖို့စ조사ခဲ့ကြသလို2008ဖွဲ့စည်းပုံနဲ့နိုင်ငံကိုပုံစံပြောင်းအုပ်ချုပ်ဖို့လဲ조사ခဲ့ပါရခင်ဗျာ2012ခုနှစ်ကနေ2023ခုနှစ်အကြာခေတ္တဒီမိုကရေစီတကားပွင့်ချိန်မှာတော့စစ်တပ်အာဏာဟာတဖြည်းဖြည်းပြန်ဆုပ်သွားပြီဆိုပြီး ခမန်းတွတ်ဆခဲ့သူတွေရှိသလိုထိုးမဲ့စင်တလန်းပြန်ဆုတ်တာဆိုပြီးတန်ရပွားတဲ့နိုင်ငံရေးပညာရှင်တွေလည်းပြည်တွင်းပြည်ပမှာရှိခဲ့ပါတယ်။အတိုက်ခံခေါင်းဆောင်ဒေါ်ဆန်းစုကြည်အစိုးရတက်လာပြီးနောက်ပြုပြင်ရေးတချို့ပေါ်ထွန်းလာခဲ့ပြီးမယ်အခြေခံဥပဒေပြင်ရေးနဲ့တက်မတော်လက်ထဲကအာဏာပြန်ယူရေးကတော့မအောင်မြင်ပဲရှိခဲ့ပါတယ်။အဲ့ဒီကာလတွေအတွင်းမမတာလှုပ်ရှားမှုနဲ့ရိုဟင်ဂျာစန့်ကျင်ရေးအဓိကရုံးတွေဖြစ်လာခဲ့ပြီး ိုးကံကချင်နဲ့ရခိုင်ပြည်နယ်ထဲမှာလည်းစစ်မီးတွေတောက်လာခဲ့ပြန်ပါတယ်။ ICJ ခုံရုံးမှာတပ်မတော်အတွက်ဒေါအောင်စန်းစုကြည်တွားရောက်ရှောက်လဲတာတွေဖြစ်ပြီးတဲ့နောက်အရက်သားအစိုးရရဲ့ဂုံတိုက်ခါဟာနိုင်ငံတကာမှာကြာဆင်းပြီးတပ်ရဲ့ဩဇာကပြည်တွင်းမှာပုံများလာပါတယ်။အပေါ်ရန်ပြည်လဲတဲ့ရောင်ရှိပေမဲ့ပြည်တွင်းပြည်ပဖိအားထိပ်ပိုင်းအာဏာလုပွဲတွေနဲ့ကိုဗစ်ကပ်ဘေးစတဲ့ရိုက်ခတ်ချက်တွေကြောင့် တက်တဲ့အရသာအစိုးရကြားမပြေလည်မှုတွေပိုဆိုးလာပြီး2021မှာ အာနာသိမ်းဘွဲနဲ့ကြုံတွေ့ခဲ့ရပြန်ပါတယ်ခင်ဗျာအာနာသိမ်းစာဆန္ဒပြပွဲတွေမှာညဉ့်ညံ့တဲ့အတွင်ဆောင်ပေမဲ့နောက်ပိုင်းပြစ်ခတ်ဖြိုခွဲမှုတွေကြောင့်ဆန္ဒပြလူတွေဘက်ကလက်တော့ပြန်ပြစ်ခတ်တာတွေရှိလာပြီးနောက်ဆုံးမှာတော့တမူးကလေးမျိုးတွေကနေစကာအရသာလက်နက်ကင်ကာကွယ်ရေးတပ်တွေပေါ်လာခဲ့ရပါတယ်အာနာမဲ့သွားတဲ့အာနာဒီခေါင်းဆောင်ပိုင်းနဲ့ တတ်မတော်အကြာဆေးဆက်ရေးကလည်းအရာမတင်ဖြစ်ခဲ့ရပြီးအစိုးရနှစ်ရက်ပေါ်လာတဲ့အထိ ပြင်းထန်လာခဲ့သလိုနောက်ဆုံးပြည်သူကာကွယ်ရေးတပ်တွေဖွဲ့ခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာဥရိဘောင်အတွင်းကပြုတ်ပြင်းရေးလမ်းကြောင်းနဲ့အုံကြွတိုက်ပွဲဝင်တဲ့လမ်းကြောင်းတွေမှာဒုတိယနေ့ကပိုအားသာခဲ့တာကိုလည်းကိုလိုနီခေတ်သမိုင်းမှာထင်းထင်းရှားရှားတွေ့ခဲ့ရပြီးဖြစ်ပါတယ်ခင်ဗျာလွတ်လပ်ရေးရပြီးနောက်ပိုင်းတွေမှာလည်း ဒီအယူဆဟာနိုင်ငံရေးဓမ္မအားလုံးလက်ခံခဲ့ကြတဲ့အတွက်နိုင်ငံတော်ရဲ့အခြေအနေဟာပိုဆိုးသွားခဲ့ရပါတယ်။ဒီအကျိုးဆက်အနေနဲ့ပြည်တွင်းစစ်ကလည်းကမ္ဘာပေါ်မှာအရှိကြဆုံးစံချိန်တင်နိုင်တဲ့အထိဖြစ်ပွားနေပြီးနောက်ထပ်လည်းပုံမှုဆိုးရွားလာတဲ့အခြေအနေအထိတောက်လောင်ဖို့ကလည်းအရှိန်အဟုန်များနေပြီဖြစ်ပါရယ်ခင်ဗျာမြန်မာပြည်မှာခေတ်တနိုင်ငံရေးနည်းနဲ့ရွေးကောက်ပွဲလို့အစိုးရဖွဲ့တဲ့စနစ်ကိုပြည်ထောင်စုကမိတ်ဆက်ပေးခဲ့တာ အနှစ်တရာရှိနေပေမဲ့အခုအချိန်ထိအသားမတည်သေးပဲစစ်တပ်နဲ့အာဏာလုတဲ့တလေကအမြင့်တွေနေပါတယ်။တပ်ကိုပြည်တွင်းစစ်အတွင် ခိုင်မာအောင်တိဆောက်ခဲ့ပေမဲ့စစ်ဗိုလ်ချုပ်တယောက်တည်းက ချုပ်ကင်နဲ့စနစ်အားကောင်းခဲ့တဲ့အတွက်အာဏာရှင်စနစ်ကိုအတက်တွင်းသလိုဖြစ်ခဲ့ရပါတယ်။နောက် အာရှအာဖရိကနဲ့လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ20ရာစုခေတ်ကကြီးစိုးခဲ့တဲ့စစ်အစိုးရအုပ်ချုပ်ရေးဟာ ြန်မာနိုင်ငံမှာတော့ရာစုနှစ်တဝက်ကျော်မပြည့်ပြတ်နိုင်ပဲနောက်ထပ်ဇလန်းဆက်မဲ့ပုံလဲရှိနေပြန်ပါတယ်ခင်ဗျာလက်ဝဲလွှမ်းမိုးမှုများခဲ့တဲ့မြန်မာနိုင်ငံရေးမှာတော်လန်ရေးလူမှုတိုက်ပွဲ ခုခံစစ်ဆတဲ့စကလုံးတွေကစစ်ဆက်ရေးအာဃာတမထားရေးပြန်လဲတင့်မြတ်ရေးဆိုတဲ့စကားတွေထပ်ပို့ပြီးလူကြိုက်များတယ်လို့လဲသူတေတီတွေက ယူဆကြပါတယ်ဒါကြောင့်ပြည်တွင်းစစ်ဆကြတဲ့က မအောင်မြင်ခဲ့တဲ့ညဉ့်ဉန်ရေးဆွေးနွေးပွဲတွေဟာအနည်း90ကျော်ပေမဲ့ဒုံရင်အတိုင်းသာရှိခဲ့သလို အာဏာသိမ်းပြီးနောက်မှာလည်းဒီမိုကရေစီဒုံလဘခက်မှာ NCA သဘောတူစာချုပ်တောင် ပြက်လူပြက်ခင်အနေထားအထိရင်းရိုင်လာခဲ့ပါတယ်စစ်အာဏာရှင်စနစ်ကို အမြင့်ဖြတ်မယ်ဆိုပြီးစစ်မျက်နှာအစ်စ်စဖို့ပြင်တာဟာပြည်လုံးကျတီးပွဲကြီးကိုတွားနေတဲ့လမ်းကြောင်းလို့ပြည်ပမှာနိုင်ငံရေးလစ်လာနေတဲ့မျိုးဆက်တဲ့မြန်မာចောင်းသားတို့ကယူဆပြီး နှစ်ဖက်လုံးအရှုံးပေါ်တဲ့တူဒီကိုဒီတန်နရာကရုံးမထွက်နိုင်ကြဘူးလို့လဲဩစတြေးလျအမျိုးသားတပ်ကတို့ကနိုင်ငံရေးသိပ္ပံကြောင်းတာကိုညီသက်ဆွေကတုံ့တက်ပါတယ်တက်နဲ့အရက်ဘတ်နိုင်ငံရေးလောကမှာဖွဲ့စည်းပုံမခိုင်မာတဲ့အတွက်ခေါင်းဆောင်တယောက်ကို တစ္ဆာခံတဲ့ပရိသတ်အစဉ်အလာမပြောက်ဘဲဒီမိုကရေစီရင်ကျဲမှုကိုနှစ်ဖက်လုံးမွေးလို့မရဖြစ်နေကလူမျိုးစုနိုင်ငံရေးအားကောင်းတဲ့အတွက်လဲဖက်ဒရယ်စနစ်ကိုပိုသိမ့်ညွတ်ပြီး ပြည်နယ်တွေကိုအာဏာပိုပေးဖို့တောင်းဆိုမှုတွေ2021ဖေဖော်ဝါရီ နောက်ပိုင်းမှာပိုပြင်းထန်လာခဲ့ပါတယ်။နိုင်ငံရေးဗျံပရာဖြစ်မှုကြီးကြာရှည်လာတာနဲ့အမျှစီးပွားရေးနဲ့လူမှုအဆောက်အအုံမှာထိခိုက်မှုပိုများလာပြီးလူသန်းနဲ့ချီထိခိုက်မှုတွေရှိလာနိုင်တယ်လို့ကမ္ဘာစားနပ်ရိက္ခာနဲ့တခြားလူမှုကွန်ရီရေးအဖွဲ့တွေကသတိပေးနေကြပါတယ်။ဒါပေမဲ့လည်းဆယ်စုနှစ်တွေချီတဲ့စစ်အုပ်ဆိုးမှုဒဏ်ကလွတ်မြောက်နိုင်ဖို့လက်နက်ကင်တော်လှန်မှရမယ်။ နယ်မြေခိုင်ခိုင်မာမာလက်ကင်ရပြီးမှစစ်ဆက်ရေးစကားပြောနိုင်မယ်။လက်ရှိစစ်ကောင်းဆောင်ပိုင်းကိုဖယ်ရှားပြီးမှတပ်ပြပြင်ရေးတွေလုပ်ပြီးဒီမိုကရေစီစနစ်ကိုဖက်ဒရယ်လမ်းကြောင်းက ဖော်ဆောင်နိုင်မယ်ဆိုပြီးယူဆသူတွေကလည်းအများအပြားရှိနေပါတယ်။တေချာတာတစ်ခုကတော့စစ်ကောင်စီရဲ့အာဏာသိမ်းပွဲကြောင့်အနုနီးနဲ့ဒီမိုကရေစီဖော်ဆောင်မှုဟာရှုံးနိမ့်သွားခဲ့ရပြီးရှင်ဆိုင်တွေ့တဲ့လမ်းကြောင်းကိုရွေးချယ်လာကြတာဖြစ်ပါတယ်။တေမြေကြီး ရှင်ရွှေတီးဆိုတဲ့မြန်မာဆိုရိုးစကားကိုပရိသတ်ခေတ်ကနန်းလူပွဲတွေမှာတွင်တွင်သုံးခဲ့ပြီးယခုလည်းပြန်ပြောလာကြတာကိုတွေ့ရပါတယ်။ရွှေတီးကိုတကယ်စောင်းမဲ့သူကအဆုံးတက်တိုက်ပွဲအပြီးမှာကြံပါလားဆိုတာကတော့နောက်ထပ်မတိနိုင်နေတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာ။